မင်္ဂလာပါခင်ဗျာအခုချိန်ရစပြီး2025ခုနှစ်အော်တိုဘာလ17ရက်နေ့ Radio UNG ရဲ့မနက်ခင်းပြည်တွင်းသတင်းများကိုဖတ်ကြားတင်ပြပေးသွားမှာဖြစ်ပါရယ်ခင်ဗျာကျွန်တော်ကတော့ຫນွေဦးနိုင်ပါ အခုပထမဆုံးတစ်ပုတ်အနေနဲ့ value မြင့်တဲ့ကိစ္စရက်တွေထောက်လန်းနိုင်ရတဲ့ခြေတန်လုံလေးတန်လုံရန်လိုကြောင်းပြမတ်ဆိုင်ရာထောက်လိုက်ရေးတင်တဲ့အပတ်စဉ်နှစ်တင်တဲ့စင်ပွဲအခမ်းအနားကိုပြည်ထောင်စုဝန်ကြီးဦးလွင်ကိုလက်ပြောကြားတဲ့တဲ့ရင်ကိုတင်ပြပေးပါမယ်။အမျိုးသားညီညွတ်ရေးအစိုးရပြည်ထရေးနယ်လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနအထူးစုံစမ်းထောက်လန်းရေးဦးစီးဌာနကဦးစီးဆောင်ရွက်တဲ့ပြမတ်ဆိုင်ရာထောက်လန်းရေးတင်တဲ့အပတ်စဉ်နှစ်တင်တဲ့စင်ပွဲအခမ်းအနားကို2025ခုနှစ်စက်တင်ဘာလ25ရက်နေ့မှာစကိုင်းတိုင်း NUG စုမှုနယ်မြေအတွင်းတနေရာမှာကျင်းပပြု လုပ်ခဲ့ကြောင်းအမျိုးသားညီညွတ်ရေးအစိုးရမှသတင်းထုတ်ပြန်ထားပါရီအဆိုပါတင်းနှန်းစင်ပွဲအခမ်းအနားကိုအမျိုးသားညီညွတ်ရေးအစိုးရပြည်ထရေးနဲ့လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနမှပြည်ထောင်စုဝန်ကြီးဦးလွင်ကိုလက်ဒုတိယပြည်ထောင်စုဝန်ကြီးဦးကျော်နီတွဲဖက်အတွင်းဝန်ဒေါ်ဂျူလိုင်နဲ့ဗဟိုထောက်လှမ်းရေးအဖွဲ့ဝင်များကအွန်လိုင်းကတဆင့်တက်ရောက်ပြီးတော့ချင်းမြင့်အမှားစကားများပြောကြားခဲ့တယ်လို့ဖော်ပြထားပါရီ ဝန်ကြီးဌာနမှအမြဲတမ်းအတွင်းဝန်ဥက္ကွန်မင်းနဲ့အတူသကိုင်းတိုင်းတိုင်းထောက်လန်းရေးတာဝန်ခံအပတ်စဉ်တင်တန်းစင်စီနီယာထောက်လန်းရေးတပ်ဖွဲ့ဝင်များနဲ့အထူးထောက်လန်းရေးတပ်ဖွဲ့ဝင်များကတင်တန်းခမ်းမဆောင်ကိုလာရောက်ပြီးတော့ ချင်းမြင့်အမှားစကားများပြောကြားခဲ့တယ်လို့သိရပါတယ်။တင်နန်းစင်းပွဲမှာပြည်တော်စုဝန်ကြီးဦးလွင်ကိုလက်ကတင်နန်းပြီးဆုံးသွားတဲ့အခါမှာတင်နန်းတက်ရောက်နေတဲ့ရဲဘော်တွေနဲ့ပတ်သက်ပြီးတော့ပြစ်မှတ်ထောက်လှမ်းရေးဆိုင်ရာကိစ္စရပ်တွေကိုတန်နိုင်တဲ့လောက်အရေးကြီးတဲ့ value မြင့်တဲ့ကိစ္စရပ်တွေကိုအဓိကထားပြီးတော့ထောက်လှမ်းနိုင်ဖို့ကိစ္စကအရေးကြီးကြောင်းအဓိကအရေးကြီးတာကထောက်လှမ်းရေးအဖွဲ့ဖြစ်လို့ခြေတံလဲလုံဖို့လိုတယ်လို့လေတံလဲလုံဖို့လိုကြောင်း BSI နဲ့ဆက်ပြီးတော့အရေးကြီးတဲ့ထောက်လှမ်းရေးပြစ်မှတ်တွေရှိတဲ့နေရာတွေကိုတာဝန်ခွဲဝေပြီးတော့သွားကြရမယ့်ကိစ္စရပ်တွေရှိ ကြောင်းဒေါ်လာရင်းနဲ့ပတ်သက်တဲ့လုပ်ငန်းစဉ်တွေဒီကာလမှာဆိုရင်အရေးကြီးတာကစစ်ကောင်စီရဲ့ရွေးကောက်ပွဲနဲ့ပတ်သက်ပြီးတော့ဆောင်ရွက်နေမှုတွေကိုကျွန်တော်တို့စုံစမ်းထောက်လှမ်းဖို့ဖော်ထုတ်ဖို့လိုကြောင်းလိုအပ်ရင်စစ်ကောင်စီရွေးကောက်ပွဲတွေကိုအဓိကဦးဆောင်ဆောင်ရွက်နေတဲ့သူတွေကိုထောက်လှမ်းရေးဘက်က Pattern of Life ရအောင်လုပ်ဖို့လိုကြောင်းအခုလဲရဲဘော်တို့နဲ့အတူတော်လန်ဤတာဝန်ရောဝန်ကြီးဌာနတွေရဲ့တာဝန်ရော NUG အစိုးရရဲ့ပေါင်းစပ်ရတဲ့တာဝန်ရောအတူတူထမ်းဆောင်ရတဲ့အတွက်ကြောင့်ခွန်ယူပါကြောင်းကျွန်တော်တို့ရဲ့ပူးပေါင်းဆောင်ရွက်မှုတွေကနေတဆင့်တော်လန်ဤအတွက်အရေးကြီးတဲ့မဟာဗျူဟာပြစ်မှတ်ဆိုင်ရာကိစ္စရပ်တွေကိုလက်တွေ့ကျကျအကောင့်ထဲပေါ်နိုင်ရေးစီကိုဒီတင်နန်းကထွက်ပေါ်လာတဲ့တင်နန်းစင်းရဲဘော်တွေရဲ့ဒီကနေ့စူးစမ်းမှုကနေအထောက်ပံ့ဖြစ်နိုင်ပါတယ်ဖြစ်အောင်လဲစူးစမ်းရအောင်လို့ပြောလိုပါကြောင်းအဖွဲ့အမှားစကားပြောကြားခဲ့တယ်လို့အတည်ပြုထားပါတယ် အရင်နောက်တင်နန်းခမ်းမဆောင်မှာတင်နန်းသားများအားလုံးကလကောင်းတို့ထောက်လန်းထားကြတဲ့ပြည်မှန်ဆိုင်ရာထောက်လန်းရေးစီမံချက်များကိုထင်းတစ်ခုချင်းစီအလိုက်စနစ်တကျရှင်းလင်းတင်ပြအစီရင်ခံခဲ့ကြတယ်လို့ဖော်ပြထားပါတယ်။အဆိုပါထောက်လန်းရေးစီမံချက်များကိုအမြဲတမ်းအတွန်းဝန်ကကြီးရှုစစ်ဆေးပြီးတော့အကြံပြုမှုလမ်းညွှန်မှုများပြုလုပ်ခဲ့တဲ့အပြင်တင်နန်းစင်းဂုံပြုလက်မှတ်များကိုလည်းပေးရချင်းမြင့်ခဲ့တယ်လို့သိရပါတယ်။ပြည်မှန်ဆိုင်ရာထောက်လန်းရေးတင်နန်းအပတ်စဉ်နှစ်ဟာအကြံပေးစစ်ကောင်စီရဲ့လေပတ်လျက်ရှိတဲ့စစ်ရန်တရားကိုတိုက်ခိုက်ဖျက်ဆီးချေမှုန်းနိုင်ရန်အတွက်အဓိက လိုအပ်တဲ့ထောက်လှမ်းရေးတရင်အချက်လက်များကိုစနစ်တကျစုံစမ်းထောက်လှမ်းရယူနိုင်ရန်ရည်ရွယ်ပြီးတော့အမျိုးသားညီညွတ်ရေးအစိုးရပြည်ထရေးနယ်လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနရဲ့လမ်းညွှန်မှုများဖြင့်အထူးစုံစမ်းထောက်လှမ်းရေးဦးစီးဌာနကသကိုင်းတိုင်းစုမှုနယ်မြေအတွင်းမှာနှစ်လကြာကျင်းပပြုလုပ်ခဲ့တဲ့တင်နန်းဖြစ်တယ်လို့အသိပေးထားပါသည်တင်နန်းဟာကာသုံးလုံးဒေသစကိုင်းတိုင်းနဲ့မကွေးတိုင်းတို့အတွင်းမှာရှိတဲ့ထောက်လန်ရေးအဖွဲ့ဝင်များကိုစီစစ်ရွေးချယ်ပြီးတော့ခေါ်ယူကာတင် जा ပူချခဲ့ခြင်းဖြစ်ကြောင်းထုတ်ပြန်ထားပါရခင်ဗျာ ဆက်လက်ပြီးတော့မြန်မာနေဦးတက္ကသိုလ် MNOU ရဲ့တတိယအကြိမ်မောင်မေတည်လွင်ကျူးဆူခြင်းနဲ့တက္ကသိုလ်တီထောင်ခြင်း၃နှစ်ပြည့်အခမ်းအနားကိုပြည်ထောင်စုဝန်ကြီးဒေါက်တာဇော်ဝေဆိုးနဲ့ တော်လန်အမှုပညာရှင်များတက်ရောက်တဲ့တဲ့ရင်ကိုတင်ပြပေးပါမယ်။တတိယအကြိမ်မောင်မဲတစ်လွင်ကျူးစုခြင်းနဲ့တက္ကသိုလ်တီထောင်ခြင်း၃နှစ်ပြည့်အခမ်းအနားကိုအော်တိုဘာလ၁၀ရက်နေ့မနေ့၉နာရီမှညနေ၅နာရီအထိကျင်းပပြုလုပ်ခဲ့ပြီးတော့အထူးဖိတ်ကြားထားတဲ့ဧည့်သည်ကြီးများဆရာဆရာမများနဲ့ចောင်းသားចောင်းသူများ၂60ဦးကျော်တက်ရောက်ချီးမြှင့်ပေးခဲ့ကြောင်းမြန်မာ့ဥတက္ကသိုလ် MNOU မှသတင်းထုတ်ပြန်ထားပါသည်။အခမ်းအနားကိုတက္ကသိုလ်အဓိပတိကြီးရဲ့အဖွင့်ကျူးစုနှုတ်ခွန်းဆက်စကားဖြင့်စတင်ခဲ့ပြီးတော့ပြည်ထောင်စုဝန်ကြီးချုပ်ရဲ့တောင်းလွှာဖတ်ကြားခြင်းပြ ညာရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးရဲ့အမှားစကားပြောကြားခြင်းဒုတိယအဓိပတိဆီယာမာကြီးများရဲ့တစ်လွင်မောင်မဲများရဲ့ဝင်ခွင့်ရရှိမှုနဲ့တက္ကသိုလ်တည်ထောင်ခြင်း၃နှစ်ပြည့်အမှတ်တရဂုံပြူစကားပြောကြားခြင်းတက္ကသိုလ်အဓိပတိဆီယာကြီးက၃နှစ်တာကာလအတွင်းတက္ကသိုလ်ရဲ့ဆောင်ရွက်နိုင်ခဲ့မှုများကိုရှင်းလင်းပြောကြားခြင်းစီနီယာကျောင်းသူတအူးကဂုံပြူအမှတ်တရစကားပြောကြားခြင်းနဲ့ဂျူနီယာကျောင်းသူတအူးကဂျေဇူးတင်စကားပြောကြားခြင်းတို့ဖြင့်ပထမပိုင်းအစီအစဉ်များကိုအောင်မြင်စွာကျင်းပနိုင်ခဲ့တယ်လို့ဖော်ပြထားပါတယ်ဒုတိယပိုင်းဖြောပြေးအစီအစဉ်မှာ ောင်းသားចောင်းသူများကကြပြာတေးတန်တာအငိမ့်တိုင်းရင်ပါတာစကားတခန်းရဲ့အစီအစဉ်အငိမ့်ကပြတင်ဆက်ခြင်းနဲ့ပျော်ရွှင်ပွဲရာ quiz အစီအစဉ်များပြုလုပ်ခဲ့ကြတယ်လို့သိရပါတယ်။ဒါအပြင်ပြည်သူ့ချစ်အမှုပညာရှင်များဖြစ်ကြတဲ့ဖြူဖြူကျော်သိန်းချစ်သူဝေခါရာတေးတန်ရှင်ဂျွန်ဒဲရက် တော်လန်ကပြဆရာဆရာတင့်သူနဲ့အမှုပညာရှင်သမီးငယ်ပြပြတို့ကတက်ရောက်ချီးမြှင့်ပေးခဲ့ကြပြီးတော့မြမနွေဦးတက်ကတူ MNOU တီထောင်မှု၃နှစ်ပြည့်အတွက်နဲ့တဲ့လွင်မောင်းမင်းများအတွက်ချီးကျူးဂုဏ်ပြုစကားပြောကြားခြင်းများဂုဏ်ပြုဖျော်ဖြေခြင်းများနဲ့အားပြေပါဝင်ပေးခဲ့ကြတယ်လို့အသိပေးထားပါတယ်။ဖျော်ဖြေအစီအစဉ်များအပြီးမှာဒုတိယအဓိပတိဆရာကြီးကဂုဏ်ပြုကျေးဇူးတင်စကားဆုံးမစကားများပြောကြားခြင်းနဲ့အောင်မြင်စွာ ပေးသိမ်းနိုင်ခဲ့တယ်လို့ဖော်ပြထားပါတယ်။မြမနွေဦးတက်ကတူ MNOU ရဲ့တတိယအကြိမ်မောင်းမင်းတဲ့လွင်ကျိုးဆို ခြင်းနဲ့တက္ကသိုလ်တည်ထောင်ခြင်း၃နှစ်ပြည့်အခမ်းအနားဖြစ်မြောက်စေဖို့ကြီးမှုဆောင်ရွက်ပေးတဲ့လူမှုဆက်ဆံရေးဌာနဦးစီးစီစဉ်ပေးတဲ့မောင်မဲတက်လွင်ကျူစုပွဲဖြစ်မြောက်ရေးအလို့အဖွဲ့တော်လန်အမှုပညာရှင်များနဲ့တက်ကြွစွာမငီးမညူပူးပေါင်းပါဝင်ပေးခဲ့ကြတဲ့တဦးတယောက်စီတိုင်းကိုအထူးကျေးဇူးတင်ရှိကြောင်းထုတ်ပြန်ထားပါရခင်ဗျာ ဆက်လက်ပြီးတော့တရင်ကျော်လာပြညချောင်းဦးလေချောင်းတိုက်ခိုက်မှုကိုနိုင်ငံကတန်ယုံများရှုတ်ချတဲ့တရင်ကိုတင်ပြပေးပါမယ်။တရင်ကျော်လာပြညကစကိုင်းတိုင်းချောင်းဦးမြို့နယ်မှာစစ်ကော်မရှင်တပ်ကကျူးလွန်ခဲ့တဲ့လေချောင်းတိုက်ခိုက်မှုအားဗြိတိန်၊ဩစတြေးလျနဲ့ဆွစ်ဇာလန်နိုင်ငံတန်ယုံများကရှုတ်ချကြောင်းအသီးသီးထုတ်ပြန်ထားပါတယ်။ဗုဒ္ဓဘာသာဝင်တို့အထွတ်မြတ်ထားရပွဲတော်ရက်အတွင်းခလီးငယ်များအပါအဝင်အရတန်းပြည်သူများတည်ဆုံခဲ့ရတဲ့လေချောင်းတိုက်ခိုက်မှုတရင်ကြားရတာအင်မတန်မှတုန်လှုပ်ဖွယ်ကောင်းပြီးတော့လက်ခံနိုင်ပွဲအကြောင်းပြချက်လုံးဝမရှိဘူးလို့ဗြိတိရှ တန်ယုံကဆိုထားပါရီအခုလိုအရက်သားများအားခွဲခြားမှုမရှိဘဲလေချောင်းမှတိုက်ခိုက်ခြင်းဟာအပြည်ပြည်ဆိုင်ရာလူသားချင်းစာနာထောက်ထားမှုဥပဒေကိုချိုးဖောက်ခြင်းဖြစ်တယ်လို့ဆွစ်ဇာလန်တန်ယုံကဆိုထားပြီးတော့အရက်သားများကိုအကာအကွယ်ပေးရန်တောင်းဆိုထားပါရီဒါအပြင်အကြမ်းဖက်မှုများချက်ချင်းရက်တန့်ရန်လူသားချင်းစာနာမှုဆိုင်ရာအကူအညီများအတားအဆီးမရှိဘေးကင်းလုံခြုံစွာပေးအပ်နိုင်စေရန်မတရားထိန်းသိမ်းခံထားရတဲ့အချင်းသားများကိုလွတ်ပေးရန်နဲ့အားလုံးပါဝင်တဲ့ဆွေးနွေးမှုများကိုလှုပ်ဆောင်ရန်ဩစတြေးလျတန်ယုံကတောင်းဆိုထားပြီးတော့မြန်မာပြည်သူများနဲ့အတူရ က်တီလျက်ရှိကြောင်းအသိပေးထားပါရခင်ဗျာ။ ဆက်လက်ပြီးတော့စစ်ကောင်စီရဲ့အကြမ်းဖက်မှုကြောင့်2025ခုနှစ်စက်တင်ဘာလမှာအမျိုးသမီး48ဦးသေဆုံးတဲ့တဲ့ရင်ကိုတင်ပြပေးပါမယ်။မြန်မာနိုင်ငံအနှံ့စစ်ကောင်စီရဲ့အကြမ်းဖက်တိုက်ခိုက်မှုများကြောင့်2025ခုနှစ်စက်တင်ဘာလအတွင်းအမျိုးသမီး48ဦးသေဆုံးခဲ့ကြောင်းမြန်မာအမျိုးသမီးသက်မှတ်က BWU မှတင်ထုတ်ပြန်ထားပါရီ။စက်တင်ဘာလ1ရက်နေ့မှ30ရက်နေ့အတွင်းစစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှုလက်နက်ကြီးပစ်ခတ်မှုမတရားပစ်တပ်မှုနဲ့လိမ်ပိုင်းဆိုင်ရာအကြမ်းဖက်မှုများကြောင့်အမျိုးသမီး48ဦးသေဆုံးခဲ့ပြီးတော့59ဦးထိခိုက်ဒဏ်ရာရရှိခဲ့ တယ်လို့ဖော်ပြထားပါတယ်။တည်ဆုံးသူများအနက်လေကြောင်းတိုက်ခိုက်မှုကြောင့်36ဦး၊လက်နက်ကြီးပစ်ခတ်မှုကြောင့်9ဦး၊မတရားပစ်တပ်ခံရမှုကြောင့်၄ဦး၊ပစ်ခတ်မှုကြောင့်1ဦးနဲ့လိမ်ပိုင်းဆိုင်ရာအကြမ်းဖက်မှုကြောင့်1ဦးပါဝင်တယ်လို့သိရပါတယ်။တည်ဆုံးသူများဟာစကိုင်းတိုင်းမှ18ဦး၊မန္တလေးတိုင်းမှ12ဦး၊ကချင်ပြည်နယ်မှ6ဦး၊ရခိုင်ပြည်နယ်မှ3ဦး၊ရှမ်းပြည်နယ်မှ3ဦး၊ကရင်ပြည်နယ်မှ2ဦး၊မွန်ပြည်နယ်မှ1ဦးနဲ့တနင်္သာရီတိုင်းမှ2ဦးဖြစ်တယ်လို့အသိပေးထားပါတယ်။တည်ဆုံးသူများအနက်3ဦးမှာအသက်18နှစ်အောက်ကလေးငယ်များဖြစ်ပြီးတော့ ကိုဝန်ဆောင်အမျိုးသမီးများလည်းပါဝင်တယ်လို့ဖော်ပြထားပါတယ်။မြမအမျိုးသမီးတမကရဲ့မှတ်တမ်းနဲ့သူတေသနာလုပ်ငန်းစဉ်အရ2021ခုနှစ်ဖေဖော်ဝါရီလတရနေ့ကစတင်ပြီးတော့စစ်ကောင်စီရဲ့ဆေးရဆိုးမှုများလူအခွင့်ရေးချိုးဖောက်မှုများနဲ့အကြမ်းဖက်လုပ်ရပ်များကြောင့်အရက်သား9360ဦးသေဆုံးခဲ့ရတယ်လို့သိရပါတယ်။စစ်ကောင်စီဟာယခုနှစ်အတွင်းလေကြောင်းတိုက်ခိုက်မှုများကိုရခင်လာများထက်ပိုမိုအသုံးပြုကအကြမ်းဖက်လုပ်ရပ်များကိုတွင်ကျဲစွာဆက်လက်ကျူးလွန်နေပေမဲ့ပဋိပက္ခအတွင်းမြမအမျိုးသမီးများရဲ့ရဲရင့်မှုနဲ့ရှင်တန်မှုဟာတရားမျှ ြတောင်းမှုနဲ့ဒန်းတူညီမျှမှုအတွက်ခိုင်မာတဲ့အသံတစ်ခုအဖြစ်ဆက်လက်ရည်တည်နေကြောင်းအသိပေးထားပါရခင်ဗျာ။ ဆက်လက်ပြီးတော့ခင်ဦးမျိုးနယ်တိုက်နယ်1နယ်မြေအတွင်းစိုးရွားနေတဲ့လမ်းများကိုမြို့နယ်ပအာဖလူသားစာနာရဲ့အစီအစဉ်ဖြစ်ပြန်လည်ပြုပြင်တဲ့သတင်းကိုတင်ပြပေးပါမယ်။ခင်ဦးမျိုးနယ်တိုက်နယ်1နယ်မြေအတွင်းပြည်သူအများအထူးကအသုံးပြုပြီးတော့တွာလာနေတဲ့လမ်းပိုင်းများစိုးရွားနေမှုကိုမြို့နယ်ပအာဖလူသားစာနာတာဝန်ခံဦးဆောင်စီမံမှုဖြင့်လမ်းပြုပြင်ရေးလုပ်ငန်းများကိုအင်တိုက်အားတိုက်ဆောင်ရွက်နေကြောင်းခင်ဦးမျိုးနယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့မှသတင်းထုတ်ပြန်ထားပါသည်။ထို့ပြည့်စည်လမ်းများပြုပြင်ဆောင်ရွက်မှုမှာမြို့နယ်လူသားစာနာဦးဆောင်မှုဖြင့်သက်ဆိုင်ရာရဲ့ကြီးနယ်မြေ ေကန်များလန်ကော်မတီများမြို့နယ်ပကဖရဲဘော်ရဲမီများတိုက်နယ်များပြည်သူအများပူးပေါင်းပါဝင်မှုနဲ့အတူမြေတိုးညှိဆက်များထွန်ဆက်များမြေတဲကားများအုံပြုပြီးတော့ဆောင်ရွက်နေလျက်ရှိတယ်လို့သိရပါပါတယ်ခင်ဗျာ ဆက်လက်ပြီးတော့အမျိုးသမီးစစ်သည်တော်များအတွက်ကျန်းမာရေးဆေးနှင့်ခွဲစိတ်ကုသရန်လိုအပ်တဲ့ကလေးငယ်အတွက်ထောက်ပံ့တဲ့တင်ကိုတင်ပြပေးပါမယ်။တရင်တပ်ဖွဲ့အသီးသီးမှတာဝန်ထမ်းဆောင်နေကြတဲ့အမျိုးသမီးစစ်သည်တော်များအတွက်ကျန်းမာရေးဆေးအသုံးပြုနိုင်ရန်အမျိုးသားညီညွတ်ရေးအစိုးရအမျိုးသမီးလူငယ်နှင့်ကလေးငယ်ရေးရာဌာနမှမြန်မာငွေကျပ်300အားထောက်ပံ့လှူဒန်းခဲ့ကြောင်းအော်တိုဘာလ10ရက်နေ့မှာတရင်ထုတ်ပြန်ထားပါသည်။အလားတူအမျိုးသားညီညွတ်ရေးအစိုးရအမျိုးသမီးလူငယ်နှင့်ကလေးငယ်ရေးရာဝန်ကြီးဌာနမှခွဲစိတ်ကုသရန်လိုအပ်တဲ့ကလေးငယ်အတွက်ထောက်ပံ့ခြင်းငွေဘက်၄ းတောင်ထောက်ပံ့ခဲ့တယ်လို့ဖော်ပြထားပါတယ်။ဒါအပြင်ကလေးငယ်ရမိခင်အတွက်အမျိုးသမီး၃ပစ္စည်းများအားပြည့်လူတန်းပေးခဲ့တယ်လို့သိရပါတယ်ခင်ဗျာ။အခုတင်ပြခဲ့တဲ့သတင်းလေးကိုတော့ Radio NUG သတင်းတောင်ခါရှဲနဲ့ပတဲပိုးတို့ကပေးပို့ထားတာဖြစ်ပါတယ်ခင်ဗျာ။